စကိုင်းကချင်အဆက်မှာရှိတဲ့ဗမောက်မြို့ကိုတော်လန်ရေးပူပေါင်းအဖွဲ့တွေကတိမ့်ပိုက်ပြီးတဲ့နောက်မှာ မြို့ပတ်ဝင်းကျင်မှာလည်းဒီတိုက်ပွဲတွေကဆက်ဖြစ်နေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်။ဗမောက်မြို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့တိုက်ပွဲတွေထဲမှာဒီစစ်တုံးပန်းတွေဖမ်းမိတာရှိနေတယ်လို့ရုံအလောင်းတချို့နဲ့လက်နက်ခဲယမ်းတွေပါတိမ့်နိုင်ခဲ့တယ်လို့ဗမောက် PDF တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။တိုက်ပွဲထဲမှာရှမ်းနီတပ်ဒီ SNA ကပေါ့လေတပ်သား2ယောက်ကိုအရှင်ဖမ်းမိခဲ့ပြီးတော့ရုံအလောင်း ောင်း3လောင်းနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့တာလို့ဆိုပါတယ်စက်တမ်ဘာလနောက်ဆုံးပတ်အထိဒီနှစ်ဖက်ကြားမှာတိုက်ပွဲတွေကဆက်ပြီးတော့ဖြစ်နေတာလို့ဆိုရမှာပါဗမောင်းမြို့ကဒီရွှေတူးဖော်မှုပေါ့လေရွှေတူးတဲ့လုပ်ငန်းတွေနဲ့တစ်ထုပ်တဲ့လုပ်ငန်းတွေအများကြီးရှိတဲ့နေရာဖြစ်လို့စစ်ကော်မရှင်တပ်နဲ့ SNA ရှမ်းပြည်အဖွဲ့တွေကလည်းမြို့ကိုလက်လွတ်လိုက်ရပေမဲ့မြို့ရဲ့ပတ်ဝန်းကျင်မှာစစ်ရေးလှုပ်ရှားမှုတွေဆက်လုပ်နေတာဖြစ်တယ်လို့တော်လင်ရေးတပ်ဖွဲ့တွေဘက်ကပြောထားပါတယ်ရ ရှမ်းနီတက်တွေကဒီဗမောင်းမျိုးရဲ့မြောက်ဘက်နဲ့အနောက်ဘက်ချမ်းနေရာတွေမှာဆက်ပြီးတော့ရှိနေတာဖြစ်ပါတယ်။ဗမောင်းမျိုးကိုတော်လိုင်းရေးပူပေါင်းအဖွဲ့တွေကစက်တမလ21ရက်နေ့မှာအမတ်တစ်စစ်ဒေသကုတ်ကဲမှုနဲ့တင်ပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။